အောင်ဆုံးနေတာဆိုဒီ Chelsea International School မှာတက်ရောက်နေတဲ့တာမင်းမြင့်နာမည်နဲ့အတန်းကြီးမိတ်ဆက်ပေးပါအောင်ဟုတ် Primary 1မှာတတဆိုင်အောင်ဖုံးမင်းခတ်ပါရှင် P3 ကတော့၂ယောက်ရှိရယ်နော်ဟုတ် P3 ကတော့နန်းစုနေတီတော့အဟုတ်ကဲ့ဟုတ်အဲ့ဆိုတာမင်းမြင့်ရောက်တော့ဒီလိုမျိုးဒီ Chelsea International School ကိုဘယ်လိုကြောင့်နေရှိအော်ဟုတ်တတတော့ကျောင်းနေပိတ်တဲ့ခါကျတော့လေကိုဗစ်တွေလည်းဖြစ်တော့ဟို starter mobile flyer အဲ့လိုမျိုးစထားရင်း starter စထားဖြစ်တာရှင်အခုနေ့ကတော့ငါတို့ flyer ရောင်းနေပြီဟုတ် အဲ့ဒါတီချယ်ဆူကလည်း international school ဖွင့်မယ်ဆိုတော့တခါတန်းထားဖြစ်တာပါ online တက်နေရတာ online တက်နေရပါရှင့်ဟုတ်အဲ့ဒါဆိုလို့ရှိရင်အခုလို online ကအကြောင်းသားအကြောင်းသူတွေအနေနဲ့ပေါ့နော်တငယ်ချင်းအနေနဲ့ဆရာဆရာမိုင်းနဲ့ဒီလိုပွဲတွေကြာခဏလို့တော့လေးတွေ့ရတယ်ဆိုတော့အဲ့ဒါဒီနဲ့ပတ်သက်ပြီးတော့ဘယ်လိုလေးထင်တယ်ဟုတ်ဒီလိုမျိုးလေးပွဲတွေလုပ်ပြရအရင်ကျင်းနေမိပါတယ်ဟုတ်ဟုတ်ဆိုအဲ့ဒါမှလည်းကလေးလည်းတွေ့ရတာလေတငယ်ချင်းတွေလည်းတွေ့ကြရတယ်ဟုတ်ဟုတ်ကဲ့အဲ့ဒါဆိုဒီနေ့ Chess Science Fair ကိုတက်ရောက်ခဲ့တဲ့ခန်းစားချက်တွေလည်းသိချင်ပါတယ်ဟုတ် ဒီ science fair လေးကိုတက်ရဖြစ်တာတော့ဟိုအရန်ကျင်းတဲ့ကလေးလည်းအရန်ပြော်နေအမေလည်းပြော်တယ်ချင်းအဲ့ဒါမှဆရာမတွေလည်းတွေ့ကြရပါတော့နော်ဟုတ်ကလေးလည်းတွေ့ရတယ်အဲ့ဒါဆိုလို့ရှိရင်ပတ္တန်ဒီကဒီ science fair ကိုဘယ်လိုဖုံးစံနည်းနဲ့ပါဝင်ကြလဲဟုတ်တတာတော့ဟိုအင်္ဂလိပ်စာပေါ့သူကဟိုသူရဲ့ road sign လေးတွေနဲ့ပါဝင်ပြတာဟုတ်ပြီးတော့သူက art and design မှာလည်း art and craft မှာလည်းသူပြိုင်နေပေါ့ဟုတ်ဟုတ်ကဲ့ပါအဲ့ဒါဆို teacher so international school မှာတက်ရမင်းနေပေါ့နော်တတာမင်းမင်းနေဘယ်လိုမျိုးတိုးတက်ဖွံ့ဖြိုးလာတာကိုတွေ့ရပါတယ်ဟုတ်တိုးတက်လာတာတော့တော်တော်လေးသိတာရဲ့ရှင့်ဟုတ် အခုတို့တနေ့ထက်တနေ့လည်းတည်ကြရပါတော့အခု primary 1ဆိုလို့ရှိရင်လည်းဒီဆရာမတွေတင်ကြမြတ်လည်းအကောင်လုံးတို့ကကြက်ဆရာမလို့ပဲနဲ့အကောင်လုံးနားထဲဝင်ပြီးတော့ရတာပေါ့ဟုတ်ကဲ့ပါအခုလိုဖြစ်နေကျေးဇူးပါဟုတ်ကဲ့ကျေးဇူးတင်ပါရှင့်